ားလုံးပဲမင်္ဂလာပါခင်ဗျာ။ Voice Wa Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းမမိုးမြန်မာနိုင်ငံပေါ်တက်ရောက်လာနိုင်တဲ့အခြေအနေများနဲ့မိုးကြီးခြင်းကြောင့်စိုးရိမ်ရေမထက်ကျော်လွန်နေတဲ့ရေကြီးခြင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မိုးစလာကနောက်ဆုံးထုတ်ပြန်ထားတဲ့ မမုံမုံတိုင်းအခြေအနေကိုတင်ပြပေးပါမယ်။ယနေ့မြမဆန်တော်ချိန်ခွန်တိုင်းခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်ခဲ့တဲ့အာကောင်းသောအပူပိုင်းမုံတိုင်းမမုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းသို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအာကောင်းသောအပူပိုင်းမုံတိုင်းမမုံဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီး၄ရက်ဆယ်လ2025ရဲ့နေ့မှာတောင်တရုတ်ပင်လယ်ပြင်၌တိုက်ဖုန်းမုံတိုင်းမမုံအဖြစ်ပုံမှုအာကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဆလဘီပင်လယ်ပြင်မှာထူးခြားတဲ့မုန်တိုင်းသတင်းနဲ့ မြန်မာပြည်ပေါ်တက်ရောက်နိုင်တဲ့မိုးလေဝသအခြေအနေများကိုပြောပြပေးတော်မှာဖြစ်ပါတယ်။ဖိလစ်ပိုင်ပင်လယ်ပြင်ကိုဖြတ်ကျော်လာတဲ့မုန်တိုင်းဟာမနေ့ကမနေ့ပိုင်းမှာတိုက်ဖို့မှန်မှုအဖြစ်အကောင်းလာပါတယ်။ဖိလစ်ပိုင်မြောက်ပိုင်းကိုဖြတ်ပြီးနောက်အော်တိုဘလ3ရက်ညမှာတော့တောင်တရုတ်ပင်လယ်တွေကိုစဝင်တဲ့အချိန်ခဏတာအကောင်းတဲ့အပူပိုင်းမုန်တိုင်းအဖြစ်အာရောခဲ့ပါတယ်။ဒါပေမဲ့အော်တိုဘလ4ရက်နေ့နနက်မှာတော့ဟောင်ကောင်တောင်ဘက်မိုင်350ကမ်အကွာပင်လယ်ပြင်မှာတိုက်ဖို့မုန်တိုင်းအဖြစ်ပြန်လည်အကောင်းလာမှာဖြစ်ပါတယ်။မုန်တိုင်းဟာအနောက်နောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီး အော်တိုဘားလ9ရက်နေ့မှာဟိုင်နန်ကျွန်းကိုဖြတ်ကျော်ဝင်ရောက်ပါမယ်။ဆက်လက်ပြီးအော်တိုဘားလ6ရက်နေ့မြမဆန်တော်ကြီးနနက်အစောပိုင်းမှာ BNN တရုတ်နယ်စပ်အနီးတရုတ်ပြည်အနောက်ဘက်ကမ်းခြေကိုဝင်ရောက်ပါမယ်။မောင်နှမ်းအကျွမ်းကြံတွေကတော့အော်တိုဘားလ9ရက်နေ့နနက်မှာ BNN နိုင်ငံမြောက်ပိုင်းကနေ BNN နိုင်ငံတရုတ်နယ်စပ်အထိရွေးရှားသွားနိုင်ပါတယ်။ဆလာဘီဘင်္ဂလားပင်လယ်အော်မှာမုံတိုင်း 01B အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်မြောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့မုံတိုင်းငယ်ဟာအော်တိုဘားလ3ရက်နေ့မနက်မှာ အိန္ဒိယနိုင်ငံဩရိတာပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားပါပြီလက်ရှိမှာတော့ကုန်းတွင်းမုန်တိုင်းလီဗီးယားနဲ့ယမန်အဖြစ်အိန္ဒိယနိုင်ငံအတွင်းအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်ဆက်လက်ပြီးအာရေဗျပင်လယ်မှာမုန်တိုင်းငယ် 01A အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်နယ်စပ်အနီးအာရေဗျပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်ကိုဆက်လက်ရွေ့လျားနေပြီးပုံမှန်အားကောင်းလာဖို့ခံမှန်းထားပါတယ်။ယနေ့အော်တိုဘာလ၄ရက်နေ့မနက်မှာအားကောင်းသောစိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ ယနေ့အောက်တိုဘာလ၄ရက်နေ့ညမှာတော့အားအလုံးကောင်းသောဆိုက်ကလုန်းမှုန်တိုင်းအဖြစ်သို့အားကောင်းလာပြီးပါကစ္စတန်နိုင်ငံကရာချီမြို့အနောက်တောင်ဘက်မိုင်320ခန့်ပင်လယ်ပြင်မှာဗဟိုပြုနေနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံအပေါ်သက်ရောက်မဲ့မိုးလေဝသအခြေအနေများကတော့လက်ရှိပင်လယ်ပြင်မှုန်တိုင်းတွေဟာမြန်မာနိုင်ငံရဲ့မိုးလေဝသအပေါ်ဓာတ်ရိုက်သက်ရောက်မှုကြီးကြီးမားမားမရှိပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့သက်ရောက်မှုအနည်းငယ်ရှိနိုင်ပါတယ်။မုတ်တုံလေကြောင့်မိုးရွာသွန်းမှုခန့်မှန်းချက်များအော်တိုဘာလ9ရက်နေ့နောက်ပိုင်းအားကောင်းလာမဲ့မုတ်တုံလေကြောင့် မိုးရွာသွန်းမှုပုံမှုများပြားလာနိုင်ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်တဲ့အေရရီရန်ကုန်မကူမွန်ကရင်တနင်္လာရီတိုင်းဒေသအချို့မှာမိုးအထင်တင်ထစ်ချုံရွာသွန်းနိုင်ပြီး24နာရီအတွင်းမိုးရေချိန်တက်လက်မှဝင်ကျင်ကရရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်တဲ့မန္တလေး၊စကိုင်း၊ချင်း၊ရှမ်းမြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့မိုးအထင်တင်ကနေနေရာကွက်ပြီးမိုးများနိုင်ပြီး24နာရီအတွင်းမိုးရေချိန်တက်တသမနှစ်လက်မှမှနှစ်လက်မှခန့်အထိရွာသွန်းနိုင်ပါတယ်။ဆလဘီမိုးသီထံပြီးရေကြီးနိုင်တဲ့ဒေသများကိုတင်ဆက်ပေးပါမယ်။ ောက်ဖော်ပြပါဒေတာများမှာမိုးအလွန်သီးထန်စွာရောက်သွန်းနိုင်ခြင်းရေအိုးသွန်မိုးကြောင့်ရုပ်ချင်းရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းဒေတာများကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေတာများမြစ်ကြီးနားမှကျုံးလာအထိရှမ်းပြည်နယ်တောင်ပိုင်းဒေတာများရွာငန်းမန္တလေးတိုင်းနဲ့မကွေးတိုင်းဒေတာများဝမ်းတွင်းမလိုင်ကြောက်ပရောင်းပဲခူးတိုင်းဒေတာကြီးနဲ့နေပြည်တော်ဒေတာများရမဲသင်းတက်ကုန်းနေပြည်တော်လယ်ဝေးတောင်ငူဖြူညောင်လေးပင်တိုက်ဦးတင်းနေနိုင်တိုင်းဒေတာကြီးမှဆိုရင်တော့တင်းနေနိုင်ကန်ရန်တလျှောက်ဒေတာများ လမရေကလိန်အောင်တဝဲပလောက်ပူလောဘိတ်တနင်္လာရီမြို့စီဘူးပုတ်ပြင်းတို့ပဲဖြစ်ပါတယ်အထက်ဖော်ပြပါဒေတာများမှာတော့နေရာကွက်ပြီးမိုးအလွန်ကြုံရွာသွန်းမှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေကိုသတိထားကြဖို့လိုအပ်ပါတယ်ဆက်လက်ပြီးမိုးရွာသွန်းခြင်းကြောင့်မြေရေရှမ်းခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးသွားပါမယ်ခင်ဗျာယနေ့၄ရက်ဆယ်လ2025ရက်နေ့နနေ6နာရီခွဲချိန်တိုင်းထွာချက်အရမြေရေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရေဟာ နေ့ကညနေကနေ12နာရီတွင်တပိကွဲကြော်ကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့29.3ဒီဂရီဆဲလ်စီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.5ဒီဂရီဆဲလ်စီယက်ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေရေဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်684စင်တီမီတာ22ပေခွဲနီနီကန်အလိုကိုရောက်ရှိနေပါတယ်မြေကြီးနားမြေရေစုစုပေါင်း9ပေကြော်ကန်မြင့်တက်ခဲ့ပြီးစုစုပေါင်း9ပေကြော်ကန်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ် မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်ထူးကပ်မြေကြီးကြီးနိုင်တဲ့အခြေအနေတော့မတွေ့ရှိရသေးပါဘူးခင်ဗျာ AR မြေအထက်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါမယ်ရန်ဖန်ရန်က AR မြေစုံအထက်ပိုင်းမှာနေရာကွက်၍မိုးသီထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်လည်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစုံဒေသများနဲ့ AR မြေအထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါမယ် AR မြေရိုးတခြားနဲ့ချင်းတွင်းမြေရိုးတခြားမြကန်းနေမြင်းနေဒေတာများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေရေအခြေအနေကိုပြောပြပေးပါမယ်ခရီးမြေဟာမနေ့ကညနေကနေ17နာရီအတွင်းပေဝက်နီနီကန်ထက်တက်လာပါရယ်။မုံရမြေဟာမနေ့ကညနေကနေ17နာရီအတွင်းနှစ်လက်မကန်ထက်ကျသွားပါရယ်။ ချင်းတွင်းမြစ်အထက်ပိုင်းမှာလက်တလုံးမိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါမယ်။ယခုရပိုင်းတွင်ချင်းတွင်းမြစ်ကိုတခြားမြို့များအားလုံးမှာမြို့အစင်လိုက်အတက်ဖက်သို့ဦးတည်နေဦးမှာဖြစ်ပါတယ်။ချင်းတွင်းမြစ်အတက်ကြပုံမှန်နေထားကံမှာရှိပါမယ်။ထူးကပ်မြည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းနီမြည်နဲ့ဟောမလင်းမြည်တို့ဟာဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေဦးမှာဖြစ်ပါတယ်။ဖောင်းပြင်းမြည်အနည်းငယ်သာထက်ကြနိုင်ပြီးယနေ့ညပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မော်လိုက်ကလေးဝမင်းငယ်ကန်နီနဲ့မုံရွာမျိုးတွေရဲ့မြည်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ဆက်လက်ပြီးအရာရီမြင့်အခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာမြင်းချင်းသားမြင့်ဟာစုစုပေါင်း9ပေကျော်ကမြင့်တက်ခဲ့ပြီး2ပေကျော်ကပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်မြင်းချင်းသားမျိုးမှပြန်လည်ကျဆင်းလာတဲ့မြင့်ရေချောင်းရဲ့တရုတ်ပြည်ဘက်ကစီးဝင်လာတဲ့ရွှေလီမြင့်မှအရာရီမြင့်တင်းတို့စီးဝင်မှုတွေကြောင့်ကတာမျိုးမှမြင့်ရေချိုတင်မြင့်တက်လာတာကိုတွေ့ရပါတယ်ဘလိုပဲဖြစ်ဖြစ်တော့အရာရီမျိုးတစ်ချောင်းမျိုးများအလုံးမှာမြို့အစင်လိုက်မြင့်ရင်များပြန်လည်မြင့်တက်လာမှဖြစ်ကြောင်းအသိပေးတင်ပြအပ်ပါရစေ။ဗမာမြင့်ရာဖြစ်ဖြစ်ချင်းဆက်တက်နေပါအောင်မယ်။ ယနေ့ညနေပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါတယ်။ရွှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြာဆင်းနိုင်ပါတယ်။ကသာမြို့မြေဟာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။မနက်ဖြန်နေ့လယ်ပိုင်းမှာမြေကြီးနားမြေရောက်ရှိလာနိုင်ပြီးမြေကြီးတစ်ချိန်တို့အတက်မြန်လာနိုင်ပါတယ်။ထိကြိုက်မြေကြီးအနည်းငယ်သာထက်ကြနိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။စကိုင်းမြေကြီးအတက်ကြမရှိရပ်တက်နေပြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ တပိတ်ချင်းမန္တလေးမြင်းမှုပခုတ်ကူညောင်းဦး6အောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတွေရဲ့မြည်ရများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ခင်ဗျာ AR မြည်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ဆက်လက်ပြီးအားကောင်းသောလေပြင်းနဲ့ရံဝန်အခြေအနေများကိုတင်ပြပေးတော့မှာခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအနှဲငယ်မှာအာသင့်နေရှိနေပါမယ် ဒီကနေ့မနက်ထီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းကယားပြည်နယ်တို့မှနေရာကွက်ကြားနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။ရွာရံရာနှုတ်မြစ်ဖြစ်ပါတယ်။ဒီနေ့မိုးနဲ့ချိန်ဒီခမန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းတို့မှနေရာကွက်ကြား ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျဲကျဲပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာခွက်၍မိုးကြီးနိုင်ပါတယ်ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှတ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ပန်းသလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ဟောမလင်းမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရောပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။တဝဲမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရောပါမယ်။မြေကြီးနားမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရောပါမယ်။လိုက်ကောမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လားရှုံးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မိုးထစ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မုံပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ပြတ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။မြန်မာပင်လယ်ပြင်မှာလှိုင်းသင်းတွေရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့တနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးအသင့်အင့်ထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြဖြစ်ပါတယ်။ရာကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြဖြစ်ပါတယ်။ပန္တလီမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြဖြစ်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလိုက်ရများအတွက်မိုးလီဝသခံမှန်းချက်ကတော့ ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျဲကျဲနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကိုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ